အားလုံးပဲမင်္ဂလာပါရှင် Storyway Me Channel လေးကနေကြိုဆိုပါရစေ။ဒီနေ့ပြောပြပေးမှာကတော့ငွေမင်းသားလေးရဲ့အစ်စ်အမှန်မင်္ဂလာဆောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ငါတို့ရဲ့ငွေမင်းသားလေးကဘလောက်တောင်မှချောမောလောက်ပလိုက်တယ်ဆိုတော့စဉ်းစားကြည့်ပါဦး။ဘယ်မင်းကလေးကတော့ဒီလောက်တောင်မှကံကောင်းမလဲမသိဘူးနော်။ငါတို့ရဲ့မင်းသားလေးနဲ့လက်ထပ်ပြီးသွားရင်တော့သူကအရန်ကိုကံကောင်းတဲ့မင်းကလေးဖြစ်သွားမှာ။ပြီးရင်တော့မွေတိုင်းမိကြီးရဲ့မင်းသမီးလေးလည်းဖြစ်လာလိမ့်မယ်။ ဟုတ်တယ်ဟုတ်တယ်ဘယ်သူကများငါတို့ရဲ့မင်းသားလေးကိုပိုင်ဆိုင်ဝင်ရသွားမလဲမသိဘူးဒီပုံမြင်လေးကတော့မွေမင်းသားလေးစာပေးရှည်အကြောင်းပါမွေဘယင်ကြီးကတော့မွေတိုင်းမိကိုအုပ်ချုပ်နေခဲ့ပါတယ်မင်းသားလေးကတော့သူ့အဖေလိုမျိုးညာရီထက်မြက်ပြီးတော့ချော်မော်လာပါပါတယ်မွေတိုင်းမိမှနေထိုင်ကြတယ်မွေမရိအကုန်လုံးကတော့သူ့ကိုသဘောကျနှစ်သက်နေခဲ့ကြတာပုံဒါပေမဲ့စာပေးကတော့တော်တော်လေးကိုယဉ်ကျေးလိမ်မာပါတယ် သူကမင်းသားလေးတစ်ပါးဖြစ်ပေမဲ့လည်းချောမောလာပါမှုနဲ့အာနာကိုဘက်တော့မှမဟုတ်တဲ့နေရာမှာအတုံးမချပါဘူး။တရက်မှာတော့ဆာဘေ့ကနန်းတော်ထဲမှာလမ်းလျှောက်နေတဲ့အချိန်အရန်လှပတဲ့မိန်းကလေးတယောက်ကိုတွေ့သွားခဲ့ပါရဲ့။မင်းသမီးလေးကိုတွေ့လိုက်ရတဲ့အချိန်မှာမင်းသားလေးကလည်းသဘောကျနှစ်သက်သွားခဲ့တာပေါ့။အဲဒီနောက်မှာမိန်းကလေးရဲ့နားကိုသွားလိုက်ပါရဲ့။ဒီအချိန်မှာ မွေမင်းကလေးကဆာဘေ့ကိုတွေ့ရနဲ့ပြောလိုက်ပါတယ်။မွေမင်းသားလေးမင်္ဂလာပါ ုတ်ကဲ့ဂါနဲ့ခမရကဘာတူလဲအရင်တုန်းကနန်းတော်တွေမှာကျွန်တော်ခမရကိုဘယ်တော့မှမတွေ့ခဲ့ဘူးဘူးဟုတ်ကဲ့ကျမကနန်းတော်တွေမှာရှိရဲစစ်သူကြီးတဦးရဲ့သမီးပါကျမရဲ့နာမည်ကတော့တမီးလေးရေဘယ်ရောက်နေရလဲအမြန်လာခဲ့အိမ်ကိုသွားရအောင်မေကျမအမြန်ဆုံးသွားရတော့မေကျမရဲ့အဖေခေါ်နေပြီအာနာမည်စလေးတော့အနည်းဆုံးပြောပြပေးပါဦးမွေမင်းကလေးကစာပေ့ချ်ကိုသူ့ရဲ့မမေမပြောပြနိုင်မင်းနဲ့ထောက်ခေါ်သွားခဲ့ရပါတယ် ရန်နေငဲ့ကြာသွားတဲ့အချိန်မှာတော့မင်းသားလေးကလည်းမင်းကလေးကိုပြန်လဲတွေ့ခဲ့ပါတယ်။ခမည်းဘလို့လဲနေကောင်းရဲ့လား။ခုံလေးကကျွန်တော်ကို ခမည်းနာမည်မပြောပြသွားဘူးနော်။ဟုတ်ကဲ့ပါမင်းသားလေးရဲ့ကျမရဲ့နာမည်ကတော့အကနီပါ။ကျမကနန်းတော်ရဲ့မရှိရဲ့စစ်သူကြီး။ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်သိပါရဲ့ခမည်းကကျွန်တော်တို့စစ်သူကြီးရဲ့တမီးလေးဆိုတာကိုခုံလေးကတော့ပြောပြတယ်လေ။ဒီအချိန်မှာပဲမွေမင်းကလေးကတည်သွားခဲ့ပါသည်။ လွန်ခဲ့တဲ့နှစ်ရက်တုန်းကမင်းသားလေးကသူ့နဲ့တွေ့ခဲ့တာမဟုတ်ဘဲနဲ့သူ့ရဲ့အမွားညီအမနဲ့တွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကိုပါတကယ်မှာတော့မွေစစ်သူကြီးစီမအမွားတမီးနှစ်ယောက်ရှိပါတယ်အကြီးမကတော့အဂနီဖြစ်ပြီးတော့အငယ်မကတော့ပါဗနီဖြစ်ပါတယ်နှစ်ယောက်စလုံးကကြည်လိုက်ရင်တပုံစံနေပါပဲဒီအချိန်မှာမင်းသားလေးကပါဗနီကိုတွေ့လိုက်ရတော့အဂနီနဲ့တွေ့နေတယ်လို့ထင်သွားခဲ့တာပုံအဂနီကအတော်လေးကိုချုံမောလှပပြီးယဉ်ကျေးမှုရှိသလောက်ပါဗနီကတော့မတ်ရိုင်းလုံးပါတယ် အဂနီကတော့မင်းသားလေးကိုချစ်မိသွားခဲ့ပေမဲ့ပါဂနီကတော့မင်းသားလေးနဲ့လက်ထပ်ပြီးတော့တိုင်းမိတစ်ခုလုံးကိုတိမ့်ပိုက်အုပ်စိုးခြင်းနေခဲ့တာပါဒီလိုနဲ့တရမှာတော့အဂနီရေငါမင်းကိုတစ်ခုလောက်ပြောလို့ရမလားပထမအုပ်စိုးငါနင်းကိုစားတဲ့အချိန်ကစားပြီးတော့တော်တော်လေးကိုသဘောကျနေခဲ့တာဒါကတော့ကျမရဲ့ကံကောင်းမှုပဲပေါ့မင်းသားလေးရေငါအမြင်ဆုံးအဖေ့စီသွားပြီးမင်္ဂလာဆောင်ဖို့အကြောင်းပြောလိုက်တော့မင်း ကောင်းပါပြီမင်းသားလေးတိုက်တလို့မျိုးစီစဉ်မှာမင်းသားလေးရဲ့မိမဖြစ်ရတာကျမအတွက်အရန်ကိုကန်ကောင်းကြီးတစ်မျိုးပဲဖြစ်ပါလိမ့်မယ်အဂနီကအရန်ကိုလှပါလို့နဲ့အဲ့တကြောင့်မလို့မင်းသားလေးကလည်းတော်တော်လေးသဘောကျနေခဲ့ပါတယ်အဂနီနဲ့စာပေချိုးနဲ့ရောက်စလုံးကခဏခဏတွေးဆောင်ခဲ့ကြပြီးတော့အရန်ကိုချစ်နေခဲ့ကြပါတယ်ဒါရီရဲ့အကုံလုံးကိုတော့ပါဝနီတွေ့သွားတဲ့အချိန်မှာအရန်ကိုဒေါသထွက်နေခဲ့တာပေါ့ သူကတော့မင်းသားလေးစာပေနဲ့အမြန်ဆုံးလက်ထပ်ကျင်နေခဲ့တာကြောင့်အကြိမ်ပေါင်းများစွာသူ့အမဟန်ဆောင်ပြီးတော့မင်းသားလေးနဲ့တွေ့ဆုံခဲ့ပါတယ်။မင်းသားလေးကတော့ဘာမှမသိရှာပါဘူး။သူကတော့သူ့ရဲ့ချစ်သူအကနီးနဲ့ပဲစကားပြောနေခဲ့တယ်လို့ထင်နေခဲ့တာပါ။တရက်မှာပါဂနီကသူ့ရဲ့အမအကနီးဟန်ဆောင်ပြီးမင်းသားလေးနဲ့နန်းတော်ထဲမှာရှောက်လည်နေတဲ့ချိန်မင်းသားလေးကပန်းတဝင်ခိုးပြီးတော့ပေးလိုက်ပါတယ်။ပါဗနီကပန်းကိုပန်းလိုက်တဲ့ချိန်မှာပဲအဆိုးဆိုးပြီးတော့လက်ရှာသွားခဲ့ပါတယ်။ ဟာတောင်းမှန်ပါရဲ့ဒီဆိုးကတော်တော်လေးကိုကျင်းနေတာပဲကိစ္စမရှိပါဘူးရပါတယ်နှစ်ရက်သုံးရက်ဆိုရင်တော့လို့လို့ပြန်ပြီးပြသသွားပါလိမ့်မယ်နောက်နေ့ရောက်သွားတဲ့အချိန်မှာအဂနီကစာပေတက်တွေ့ဖို့ရောက်လာခဲ့ပါတယ်စာပေကအဂနီရဲ့လက်ကိုကြည့်လိုက်တဲ့အချိန်မှာသူမရဲ့လက်မှာတော့ဘာတရားမှရှိမနေခဲ့ပါဘူးဒီနောက်မှာတော့အဂနီရဲ့မင်းရဲ့တရားကဘလို့ဖြစ်ပြီးဒီလောက်တော့အမြန်ပြောက်ကင်းသွားတာလေဘလို့တရားမျိုးလဲမင်းသားလေးရဲ့ မနေ့ကတော့ငါငါမင်းကိုနှင်းစီအနီတပွေလက်ဆောင်ပေးခဲ့တော့ငါဆွတ်ဆွတ်သွားခဲ့တယ်လေလက်မအဲကနီကတော့အရာအားလုံးကိုနားလေသွားခဲ့ပါပြီသူကတော့သူ့ရဲ့ညီမအငယ်ရဲ့အကျင့်စရိုက်ကိုလုံးဝကောင်းကောင်းသိနေခဲ့ပါတယ်ဒီနောက်မှာတော့သူမကတတိတော်တော်လေးမွေးပြီးတော့ service ကိုပြောခဲ့ပါတယ်ကျမရှိကိုအရန်ရေးကြီးတဲ့ကိစ္စတခုပြောစရာရှိရဲ့မင်းမင်းသားလေးအဲ့ဒါကတခြားသူမဟုတ်ပါဘူးကျမရဲ့အမေညီမပါကနေပါပဲ ူကတော်တော်လေးကိုမောက်မှပြီးတော့ရက်ဆက်လုံးနဲ့အဲဒီအတွက်ကြောင့်မေကျမဒီကြောင့်နေကိုမင်းသားလေးကိုမပြောပြခဲ့တာပါကြည်ရတာသူကကျမပုံစံဖမ်းပြီးတော့အရှင်သားကိုလှည့်စားနေတာပဲအကနေရဲ့စကားကိုကြားလိုက်ရတဲ့အချိန်မှာမင်းသားလေးကလည်းအတော်လေးကိုအံ့ဩမြင်ဆက်သွားခဲ့ပါတယ်သူကသူ့ရဲ့ချစ်သူလေးကိုကြည်လိုက်တဲ့အချိန်မှာတော့ပါဗနီးရဲ့အကြောင်းတွေကိုပြောပြီးတော့အကနေကနည်းနည်းရှင်းနေခဲ့ပါတယ်အဲဒါကြောင့်ပြန်ပြီးတော့စိတ်ပြေသွားအောင်လို့ပြောလိုက်ပါတယ် ဒါကတော့ကောင်းတာပေါ့တော်ရမယ့်မိန်းမနဲ့ရောခဲမနဲ့ရော တော်တော်လေးရင်းနှီးပါတာပေါ့ငါကုနှစ်ယောက်စလုံးကိုချစ်လို့ရပြီလေဟုတ်တယ်မလားရှားပေးရှဲစကားကိုကြားပြီးတော့အကနီကရီချင်းနေခဲ့ပေမဲ့ဒါကအီးစရာကိစ္စတော့မဟုတ်ခဲ့ပါဘူးသူသိပါတယ်သူ့ရဲ့ညီမကတော့မွေးပြေမြဖြစ်ချင်တဲ့အတွက်ကြောင့်မလို့ဘာမှဆိုလို့တော်မှာပါတပြေးပြေးနဲ့နေပေရက်တွေကုန်ဆုံးလာခဲ့ပြီးတော့အကနီနဲ့စာပေချိုးနှစ်ယောက်စလုံးလက်ထပ်ရမယ့်ရက်ကလည်းရောက်ရှိလာခဲ့ပါပြီ။ မွေတိုင်းမိတစ်ခုလုံးမှာအယံကိုပျော်ရွှင်နေခဲ့ကြပါတယ်။မင်္ဂလာပွဲတွေအကြီးအကျယ်စီစဉ်ထားခဲ့ပါတယ်။နောက်နေ့ရောက်သွားတဲ့အချိန်မှာမင်းသားလေးနဲ့သူ့ရဲ့မိန်းမနှစ်ယောက်စလုံးကလည်းပြားကြီးဆန်ကြီးထွက်ခဲ့ကြပါတယ်။ဘယင်ကြီးကတော့သူ့သားနေထိုင်မှုအတွက်တောအုပ်တွေတောင်တန်းတွေဝိုင်းမိတဲ့နေရာမှာနန်းတော်တစ်လုံးတည်ဆောက်ပေးထားခဲ့တာပေါ့။ဒီနောက်မှာတော့ကြည့်ပါဦးဒီကစားရည်နဲ့ဆောက်ထားတဲ့နန်းတော်ကြီးကတော်တော်လေးလှပတယ်နော်ငါရဲ့မိဖုရားအတွက်ငါတလောက်တော့လုပ်ပေးလို့ရတယ အခုဘာဆက်ဖြစ်မှာလဲအခုတော့မင်းသားလေးစာပေဖြစ်ရှင်တဲ့အရာတွေအားလုံးဖြစ်လာတော့မှာပေါ့ဒီလိုပြောပြီးနောက်စာပေကအဂနီဘက်ကိုတိုးလာခဲ့ပါတယ်အဂနီကသူ့ကိုတွေ့ရနေပြေးနေခဲ့ပါတယ်အဂနီကတော့အရှိကနေပြေးနေခဲ့ပြီးတော့ပြုံးနေခဲ့ပါတယ်နှစ်ယောက်စလုံးကအရန်ကိုပျော်ရွှင်နေခဲ့ကြတာပါအနောက်ကနေမင်းသားလေးစာပေကအဂနီကိုလိုက်ဖမ်းနေခဲ့ပါတယ်။အဲ့ဒီအချိန်ရုတ်တရက်ပဲစာပေကကြိုးတစ်ခုနဲ့တိုက်မိသွားပြီးတော့ထောင်ချောက်တစ်ခုမှမိသွားခဲ့ပါတယ်။ က်ဒီဂျင်းလေးကိုတွေ့ခဲ့ရတဲ့အချိန်မှာအဂနီးကလည်းအယံကိုတောင်းလဲသွားခဲ့ပါတယ်။အချိန်ကြိုက်ပဲနန်းတော်လေးကိုဓမြအဖွဲ့တွေရောက်လာခဲ့ပါတယ်။သမီးအဖွဲ့တွေအကုန်လုံးကမင်းသားလေးစာပေကိုအောက်ကိုချလိုက်ပြီးသားနဲ့သူ့ကိုအားလုံးပေါင်းပြီးတော့ဝိုင်းရိုက်ခဲ့ကြတာပေါ့အဲဒီတွေကတယောက်ကတော့စာပေရဲ့ဖိုက်သေးကိုဓာတ်ကြီးကြီးနဲ့ထိုးထည့်ပြီးတော့တပစ်လိုက်ပါတယ်ဓာရီအားလုံးကိုတွေ့ခဲ့ရတဲ့အချိန်မှာတော့အခနီးကလည်းချက်ချင်းပဲသူ့ရဲ့မြင်းကိုကျိုးဖြီပြီးတော့တောအုပ်ထဲကနေထွက်ပြေးသွားခဲ့ပါတယ် အကြိမ်တော်တော်ကြာထွက်ပြေးပြီးနောက်မှာတော့သူမတော်ဦးထဲမှာရှိတဲ့နေရာတစ်ခုကိုရောက်လာခဲ့ပါတယ်။ပြီးတာနဲ့အသံခြေကြီးအော်ရီနေခဲ့ပါတယ်။အရင်နောက်သူကသူ့ရဲ့အမဖြစ်သူအကနီကိုကြည့်လိုက်တဲ့အချိန်မှာတော့တန်ဆူချိုးတွေနဲ့သူမဖမ်းနိုင်ခဲ့တာပေါ့။အော်အကနီရေတတော်လေးကိုထူဆန်းလာပဲ။ကိစ္စတွေကအများကြီးဖြစ်သွားတယ်သီလား။နေရခုတည်လက်မထက်ရသေးတဲ့အပြိုစင်မဲရှိသေးတယ်ဆိုပေမဲ့မဟုတ်ဆုံးမဖြစ်သွားပြီ။ငါ့ကိုကြည်စမ်း ငါကတော့မုတ်ဆိုးမဖြစ်သွားပေမဲ့လေငွေပြင်မှကြီးဖြစ်သွားပြီလေနင်ဒါဘလိုစကားတွေပြောနေရလဲအသေးပဲမရှိလိုက်တာဘာစကားလဲဒါကဩနင်ကလေငါဘာတကူမှလှုပ်เสียရကို မလိုခဲ့ဘူးငါစဉ်းစားနေခဲ့တာကငါ honeymoon key ထွက်ပြီးသွားရင်နင်ရဲ့ star page ကိုတခါတည်းအဆုံးသတ်ပြလိုက်မယ်လို့စဉ်းစားခဲ့တာဒါပေမဲ့တနားရကောင်းနေကောင်းလေးကတော့ငါနဲ့တူတူပြားရီဆက်ခီးတော့မထွက်ရသေးဘူးတခါတည်းဖခင်သူခင်စီရောက်သွားခဲ့ပြီလေ ဘယ်ကနေဘလို့ဓမြရဲ့အများကြီးရောက်လာခဲ့မှန်းငါလည်းမသိပါဘူး။နန်းတော်လေးကိုဝင်လာခဲ့ကြပြီးရနဲ့နေအရန်ချစ်တဲ့နေရဲ့စာပေကိုသူတို့ကဖမ်းပြီးတည့်ရလိုက်ကြပြီ။နေအရန်ကိုထရရတဲ့နေရဲ့ချစ်သူလေးစာပေကတော့ငါရဲ့ရှိမှပဲသိသွားပြီ။တနားညကောင်းနေကောင်းလေးကဘယင်လည်းမဖြစ်ခဲ့ဘူး။သူ့ရဲ့ခဲမနဲ့လည်းပြားရည်စံခီးမထွက်လိုက်ရဘူး။ဒီလိုပြောပြီးရဲ့နောက်ပါဂနီကအတန်ကျကြီးအော်ရီနေခဲ့ပါတယ်။အဂနီကတော့ဝမ်းနေသွားခဲ့ပြီးတော့ငိုနေခဲ့တာပေါ့။ အဲ့ဒီအချိန်မှာပဲတယောက်ယောက်ရဲ့ခြေတန်းလေးကိုကြားလိုက်ရပါတယ်။ဒါကတော့တခြားသူမဟုတ်ပါဘူး။ Shar Page ဖြစ်နေခဲ့ပါတယ်။ Shar Page မြင်းမော်ကနေပြီးတော့ခုံဆင်းလာတဲ့တန်ကိုကြားလိုက်ရတာပါ။ Shar Page နဲ့တူတူစောနာရောကခမရခွဲကလည်းပါလာခဲ့ပါတယ်။စစ်တီတော်တွေဒီအပြစ်ငင်ရဲသားကိုချက်ချင်းပဲဖမ်းချုပ်လိုက်ပါ။ပြီးသွားရင်တော့သူ့ကိုတခါလေအကျဉ်းထောင်ထဲမှာထောင်ချပစ်လိုက်။မွေမင်းသားလေဘလို့ဖြစ်တာလဲဘာမှမဖြစ်ဘူးဟုတ်လားအဆင်ပြေရဲ့လား ဟုတ်တယ်ငါကတော့မင်္ဂလာဆောင်နေတဲ့အချိန်မှာပဲမင်းမဟုတ်ဘူးဆိုတာကိုသိသွားခဲ့တာလေအကနီမဟုတ်ဘဲနဲ့ပါဝနီဆိုတာငါသိသွားခဲ့တယ်အဲ့ဒီအချိန်တော့ငါပါဇက်ပိတ်ပြီးညင်ညင်လေးနေခဲ့ဆိုတာကမင်းဘမလဲဆိုတာသိချင်လို့ညင်ညင်လေးပါဇက်ပိတ်ပြီးတော့နေနေခဲ့တာပြီးတော့မင်းကိုဘေးရနေရဲ့ကင်းရှင်းစွာနဲ့တွေ့ချင်းခဲ့လို့ပြီးတော့ပါဝနီအဲ့ဒီလူတွေကဓမြအခွဲမဟုတ်ဘူးငါရဲ့စစ်တီရဲ့မဲ့တွေပဲငါကိုယ်တိုင်ဒီလုပ်တီအားလုံးလုပ်ဖို့အတွက်ခိုင်းစီခဲ့တာပြီးတော့နောက်တစ်ခုပြောရအောင်မင်း မင်းရဲ့နေရာမှာမင်းရဲ့အမအကနီးသာဆိုရင်တော့ငါဒုက္ခရောက်ပြီးတော့တည်တော့မယ့်ချိန်မှာသူငါ့ကိုဘယ်တော့မှထားပြီးတော့ထွက်သွားမှာမဟုတ်ဘူးရဲမတ်တို့ရေဒီအပြစ်ငင်ရဲ့သားကိုငါရှိကနေချက်ချင်းခေါ်သွားလိုက်ကြတော့တော်သေးတာပေါ့မင်းသားလေးရဲ့ဘာမှမဖြစ်လို့မင်းသားလေးတခုခုဖြစ်သွားပြီလို့ထင်နေကြတာကျမမင်းသားလေးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်တော်တော်လေးကိုဝမ်းသာမိပါတယ်ပြီးတော့ဖရာသခင်ကိုလည်းကျေးဇူးတင်တယ်မငိုးရနဲ့အကနီရဲ့ဘာမှစိတ်မပူနဲ့နော်လား ငါနဲ့တူလိုက်ခဲ့တောကြမယ်ငါတို့ဒီနေ့ပဲလက်ထက်ဝဲကိုပြန်လဲကျင်းပါမယ်ပြီးသွားရင်တော့ပြားရိတ်စံခီးကိုလည်းထွက်ရအောင်မယ်လေဒီတစ်ခေါက်တော့အရှိအမှန်မင်္ဂလာဆောင်ပေါ့ဒီနေ့ပြောပြပေးမှာကတော့ချမ်းသာသောမွေးမနဲ့ရှင်ရဲသောမွေးမဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်မွေမိပြာကြီးကတော့သူရဲ့နန်းတော်ထဲမှာဘိုက်တွေအရန်ကိုနာနေခဲ့ပါတယ်။မွေပရင်ကအရန်အလုံးများနေခဲ့ပါတယ်။ မွေမီဘရားနဲ့တူတူအခန်းထဲမှာရွှေတောဆိုတဲ့မွေမတယောက်ရှိနေကြတာပေါ့မွေဘရင်မကြီးကတော့တော်တော်လေးကိုနာကျင်လုံးလုံးအော်ဟစ်နေခဲ့ပါတယ်ဘလော်လော်ရမလဲရွှေတားကြီးငါတော်တော်လေးကိုနာကျင်နေပြီးဘိုက်တစ်ခုလုံးပေါက်ထွက်တော့မယ်အတိုင်းပဲဘာမှမဖြစ်ပါဘူးမီဘရားရဲ့ခဏလေးပဲနော်နောက်ထပ်ခဏလေးပဲတီးခံလိုက်ပါအရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်အရင်နောက်မှာတော့မိရင်ဖြစ်သွားလိမ့်မယ်ငါလည်းဖြစ်နိုင်ရင်ဘလော့တောင်မကောင်းလိုက်မလဲ နေလဲတရားကြရင်တော့မိခင်တရားဖြစ်လာပါလိမ့်မယ်ရွှေသားရဲ့ဖရာသခင်ကိုပဲယုံကြည်ထားစမ်းပါအခုလောလောဆယ်တော့ငါ့ကိုပဲကြည်ပေးစမ်းပါဦးတော်တော်လေးကိုနာကျင်နေပြီနာကျင်မှုတွေကိုခံစားရပြီးတဲ့နောက်မှာမိဖုရားကြီးကတော့အမွာမင်းလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပါတယ်ဒုတိယသမီးလေးကိုမွေးဖွားနေခဲ့တဲ့အချိန်မှာပဲမိဖုရားကြီးကတော့ကွဲလွန်သွားခဲ့ပါတယ်ရွှေသားကတော့မိဖုရားကြီးရဲ့ကလေးနှစ်ယောက်စလုံးကိုကိုယ်ပေါ်မှာချီးတာခဲ့တာပုံး အဲ့ဒီအချိန်မှာပဲရွှယ်သားကလည်းမကောင်းတဲ့အတွေ့တကူကိုတွေးမိသွားခဲ့ပါတယ်။ငါကလွယ်လို့ဒီတိုင်းမိမှာဘသူမှသိရမဟုတ်ဘူး။မိဖုရားကြီးကတမီးမင်းလေးနှစ်ယောက်ကိုမွေးဖွားခဲ့တယ်ဆိုတဲ့အကြောင်းကိုငါဒီနှစ်ယောက်တည်းကတယောက်ကိုခေါ်ယူသွားလိုက်မယ်ဆိုရင်ရောဘလို့လဲ။ဘယင်ကြီးကိုယ်တိုင်လည်းဒီကိစ္စတွေကိုသိမှာမဟုတ်ဘူး။ဒီလုံးနဲ့ငါလည်းဘဝမှာအမေဖြစ်ခွင့်ရသွားလိမ့်မယ်။ရွှေသားကသမီးတယောက်ကိုဖွက်ထားခဲ့ပြီးတော့နောက်ထပ်သမီးတယောက်ကိုဘရင်ကြီးစီခေါ်ဆောင်သွားပြီးခဲ့ပါတယ် ။ဘယင်ကြီးရေဒီမှာဘယင်ကြီးတမီမင်းကလေးမွေးဖွားပါတယ်။ဒါပေမဲ့မကောင်းတဲ့သတင်းတစ်ခုလည်းရှိသေးတယ်။ဘလို့မကောင်းတဲ့သတင်းမျိုးလဲပြောပါ။သူ့ကိုမွေးဖွားနေခဲ့တဲ့ချိန်တွင်မှာမိဖုရားကြီးကွယ်လွန်တိတ်ဆုံးသွားခဲ့တယ်။မဟုတ်သေးပါဘူး။ဒါဘလို့ဖြစ်သွားခဲ့ရတာလဲလုံးဝမဖြစ်နိုင်ဘူး။ငါမိမကငါ့ကိုထားပြီးတော့လောကကြီးကနေထွက်သွားခဲ့ပြီဟုတ်လားကဲလာပါသမီးလေးလာခဲ့ပါအဖေသမီးလေးကိုပျော်ရွှင်မှုတွေအားလုံးပေးပါမယ် ခုချိန်ကစပြီးငါသမီးလေးကဒီတိုင်းမိတစ်ခုလုံးရဲ့မင်းသမီးလေးပဲဘယင်ကြီးကမင်းသမီးလေးကိုခြိထားခဲ့တဲ့ချိန်မှာပဲရွှေသာကလည်းပြောလိုက်ပါတယ်ဘယင်ကြီးကျမကိုခွင့်ပြုပေးပါကျမရွာကိုပြင်ချင်တယ်ဒီမှာဆက်ပြီးတော့မနေချင်တော့ဘူးဒါပေမဲ့ဘာဖြစ်လို့ရွာကိုပြင်ချင်နေရတာလဲကျမကမိဖုရားကြီးကိုမကယ်တင်ပေးနိုင်ခဲ့ဘူးဇီဝန်းနဲ့မို့ကကျမတဘောကလုံးကျမကိုဘယ်တော့မှခွင့်မလွတ်နိုင်အောင်တော့ဘူး ကျွန်မဒီမှာခဏလေးမှမနေချင်တော့ဘူးအခုပဲကျွန်မရွာကိုပြန်သွားချင်တယ်ကောင်းပါပြီကောင်းပါပြီမင်းရဲ့သဘောဆန္ဒအတိုင်းပါပဲရွှေသားကတော့တခြားအလုပ်တစ်ခုကိစ္စကြောင့်အလုပ်ကနေအမြန်ဆုံးထွက်ပြေးရှင်နေခဲ့တာပါဘယင်ကြီးကတော့သူ့ရဲ့သမီးလေးနဲ့အလုပ်ရှုံနေကြပါလေညာရောက်သွားတဲ့အချိန်မှာရွှေသားကတော့နောက်ထပ်သမီးလေးတယောက်ကိုအဝတ်အနေနဲ့ဖုံးအုပ်ပြီးတော့နန်းတော်ထဲကနေထွက်ပွားသွားခဲ့တာပေါ့ဒီလိုနဲ့သူကအနှံ့ရကြခင်းထွက်ပြီးနောက်မှာတော့သူ့ရဲ့ရွာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ် သူအင်ကိုရောက်သွားတဲ့အချိန်မှာသူ့ယောက်ျား grandmother ကလည်းသူ့မိန်းမကခလေးတယောက်ချီးပြီးပြန်ရောက်လာတာကိုတွေ့တော့မေးလိုက်ပါတယ်။နေပါဦး။ဒါဘသူ့ကလေးလဲ။ဘသူ့ကလေးကိုအင်ခေါ်လာတာလဲ။နေ့စီကိုဒီကလေးဘလို့ရောက်လာတာလဲ။ရှင်ကလည်းခဏလေးစိတ်အေးအေးထားစမ်းပါ။ဘာဖြစ်လို့မလောက်တော့အော်ဟစ်နေရလဲ။အရင်ဆုံးအိမ်ထဲဝင်လိုက်။ကျွန်မကိစ္စအားလုံးပြပြမယ်။ရွှေသားကလည်းသူ့ယောက်ျား grandmother ကိုခေါ်ပြီးတော့အိမ်ထဲကိုဝင်သွားခဲ့ပါတယ်။ ဒီနောက်မှာတော့ကိစ္စတွေအလုံးကိုသူတွက်ပြလိုက်ပါတယ်။ရွှေသားကတော့မင်္ဂလာဆောင်ပြီး၅နှစ်ကြာတဲ့အထိကလေးတယောက်မှမရခဲ့ပါဘူး။ကလေးမမွေးနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့တခြားမွေမတွေအားလုံးကလည်းသူမကိုလောင်မြောင်တယောကြပါတယ်။ဒီနေ့နောက်ဆုံးမှာတော့ဆွေသားတယောက်မိဘဖြစ်ဖို့အတွက်အခွင့်အရေးတစ်ခုရရှိသွားခဲ့ပါလိမ့်။ကိစ္စတွေအားလုံးကိုသိရှိသွားတဲ့အချိန်မှာတော့ရမ်မလာကလည်းအရန်ကိုဒေါသထွက်ပြီးတော့တုံလုံးချောက်ချာနေကြတာပုံ။နင်ဒါဘလုစကားတွေပြောနေရလဲ မင်းရင်ကြီးရဲ့သမီးလေးကနင်ကဒူဆိုခိုးယူလာခဲ့တယ်ဟုတ်လားကျမလည်းဘာလို့ရမှာလဲဘယင်ကြီးကိုယ်တိုင်ကရောသမီးနှစ်ယောက်နဲ့ဘလို့နေထိုင်ပါလဲမိဖုရားကြီးကိုယ်တိုင်ကလည်းကွယ်လွန်သွားခဲ့ပြီဖရာသခင်ကနီလန်းပေါင်းစုံနဲ့အခုညီပေးနေရပဲဒါကလည်းဖရာသခင်ကကျမတို့ကိုအခင်ရေတခုပေးခဲ့တာဗဇက်မိသားစမှာဒါဘလို့စကားတွေပြောနေရလဲဖရာသခင်သာတည်သွားရင်တော့ငါတို့အပြစ်ပေးခံရမယ်ပြီးတော့ဘယင်ကြီးတည်သွားရင်ငါတို့ချက်ချင်းအသက်ခံရနိုင်မှာ ရှင်ကလည်းတူတိတော့မှကျမတို့အပြစ်ပေးခင်ရမှာမလားအခုအလောက်ကနေတခါရဲထွက်လာပြလိုက်ပြီကျမတို့နန်းတော်တွေကိုဘယ်တော့မှပြင်မသွားတော့ဘူးကျမရဲ့သမီးလေးကိုလည်းနန်းတော်တွေဘယ်တော့မှတော်ခွင့်မပေးဘူးဘသူမှဘာမှသိမှာမဟုတ်ပါဘူးရှင်အပြင်မှာဒါဒီကြောင်းနေအကုန်လုံးကိုလိုက်ပြီးတော့ပြောမနေနဲ့အစပိတ်ထားကြားလာအခုတော့ငါးပါးတက်နိုင်တော့မှလည်းမင်းရဲ့အပြစ်တွေအကုန်လုံးကိုငါလဲတူတူပံဝင်ပေးရတော့မှာပေါ့မင်းသမီးလေးတစ်ပါးကိုဘာဖြစ်လို့မင်းကရှင်ရန်တိုင်းရဲ့အင်ကိုခေါ်လာခဲ့ရတာလဲ ဘာတွေများထိုးကြသမှာမလို့လဲသူရဲ့ဘဝတစ်ခုလုံးဆင်းရဲဒုက္ခတွေနဲ့ပြည့်နှံ့သွားလိမ့်မယ်။ဘာမှမဖြစ်ပါဘူး။ရှင်အရန်ကြည်လက်စိတ်ပူမနေပါနဲ့။ကျမသမီးလေးတို့ကျမကိုယ်တိုင်စူးစမ်းအားထုတ်ပြီးတော့အလုပ်တွေလုပ်ပါမယ်။သူကတော့လုံဝကိုဇွဲကြည့်နေခဲ့ပါလေ။တပတ်မှမွေမာကသူ့ရဲ့သမီးလေးနာမည်ကိုစီနာလို့ထားခဲ့ပြီးဘယင်ကြီးကတော့သူ့ရဲ့သမီးလေးနာမည်ကိုစုကန်နေရလို့ထားခဲ့ပါလေ။ရွှေသားကတော့သူ့ရဲ့သမီးလေးတီနာကိုကော်ပြီးတော့ရွှေထဲမှာရှောက်သွားနေခဲ့ပါလေ။ ကျွာထဲမှာရှိတဲ့မွေမတွေအကုန်လုံးရှိမှာသူ့အမေဖြစ်သွားပြီဆိုတဲ့အကြောင်းကိုကြွားကျင်နေခဲ့တာပါ။ရွှေသားရဲ့လက်ထဲမှာကလေးငယ်လေးတစ်ယောက်ကိုတွေ့ခဲ့ရတဲ့အချိန်မှာကြံတဲ့မွေမတွေအကုန်လုံးကလည်းအံ့ဩမြင်သက်ကုန်ကြပါတယ်။ဟဲ့ရွှေသားရေနင်ကလေးတစ်ယောက်ခြေထားတယ်ဟုတ်လား။အဲ့ဒီကလေးကဘသူရဲ့ကလေးတော့။ငါခြေထားမှတော့ငါရဲ့ကလေးပေါ့။အတူရဲ့ကလေးဖြစ်ရအောင်ပါလေ။နင်ကကလေးမဝင်နိုင်ဘူးမဟုတ်လား။ ဟုတ်တယ်ဖះသခင်ရဲ့ကျေးဇူးတော်နဲ့ဒီတင်စားတွေအားလုံးကငါ့စီကနေပယ်ပြတ်သွားခဲ့ပြီလေအခုဆိုရင်တော့ငါကအမေတယောက်ဖြစ်နေပြီဒါပေမဲ့နင်ဘယ်ဟောကဝင်ဆောင်ပြီးတော့ကလေးတယောက်ဝေးလိုက်တာလဲငါတို့တိအောင်မသိခဲ့ဘူးနောက်ဆုံးတစ်ခေါက်တော့ငါငါရွာကနေအနန်းတော်တွေပြန်သွားတဲ့ချိန်ငါကဝင်ဆောင်လာခဲ့ရတယ်ဆိုတာဟိုရောက်မှသိခဲ့တာအဲ့ဒီမှာပဲငါကလေးကိုမေးခဲ့တာကဲကဲကဲဒါရီအားလုံးထားလိုက်စမ်းပါငါရဲ့တမီးလေးကချုံမောက်လှပတယ်မဟုတ်လား ဟုတ်တယ်ဟုတ်တယ်လှတယ်အရန်ကိုလှတယ်ဒါပေါ့ငါရဲ့တမီးလေးကနင်တို့ရဲ့တမီးလေးတွေထက်အများကြီးပိုပြီးတော့ချုံမလှပါတယ်အရန်ကိုဂုံယူဝင်သွားနေခဲ့ပြီးတော့ရွှေသားကတော့ပြောနေခဲ့ပါတယ်တော့ကတော့ရွာတကာကိုပတ်ပြီးတော့သူ့တမီးလေးကြောင့်ကိုပြောပြနေခဲ့ပါတယ်ရမ်မလာကတော့အရန်ကိုကြောင်းလိုက်နေခဲ့ပြီးတော့အိမ်ထဲကနေအိမ်မင်းကိုမထွက်တော့ပါဘူးတပတ်မှာဘယင်ကြီးကတော့သူ့ရဲ့တမီးလေးရရှိသွားတဲ့အတွက်တော်တော်လေးကိုပျော်ရွှင်နေခဲ့ပါတယ် ။တမီးလေးကိုရရှိသွားပြီးရဲ့နောက်မှာတော့သူ့ရဲ့မိန်းမကိုလည်းမေ့သွားခဲ့ပါတယ်။ဘယင်ကြီးကမင်းတမီးလေးစုကန်နေရကိုစောင့်ရှောက်ဖို့အတွက်နောက်ထပ်အစီအကံတွေထားပြီးခဲ့ပါတယ်။စုကန်နေရကတော့ဘဝမှာမိန်းကလေးတိုင်းလူချင်းနဲ့စီးစိမ်အပြင်းနဲ့နေထိုင်နေကြရပါတယ်။တီနာကတော့ဘာရရခဲ့တလဲ။တီနာကဘာမှမရခဲ့ပါဘူး။ရွှေသားကနန်းတော်ကနေအလုထွက်ပြီးရဲ့နောက်ပိုင်းဗမာမှာအလုထွက်မရခဲ့ပါဘူး။ရမ်မလာကတော့ထင်းကုတ်ပြီးရောင်းစားခဲ့ပါတယ ဒီလိုနဲ့သူတို့အင်ဂျင်စာဝန်တွေကိုဖြည့်ဆည်းနေကြရပါတယ်။တစ်ခါမှာစူကန်နေရကကြွထိုးနေခဲ့တဲ့အချိန်မှာတီနာကလည်းကြွထိုးနေခဲ့ပါတယ်။တီနာနေမကောင်းဖြစ်ရင်တော့စူကန်နေရလည်းနေမကောင်းဖြစ်သွားတယ်ပါတယ်။ဒီနောက်မှာတော့ဘယင်ကြီးကလည်းတတော်လေးကိုစိုးရိမ်ပူပန်နေကြတာပေါ့။ငါသမီးလေးကနန်းတော်ထဲကအပြင်ကိုတခါမှထွက်ထားတာမဟုတ်ဘူး။ဒါဆိုရင်ဘလို့ဖြစ်ပြီးတော့သူကဒီလောက်တော့မှနေမကောင်းဖြစ်သွားရတာလဲ။ ဒီလိုနဲ့ပဲအချိန်တွေကုန်ဆုံးသွားလိုက်တာအချိန်ဆန်သည့်ကုန်ဆုံးသွားခဲ့ပါတယ်။စုကန်နေရနဲ့တီနာတို့ညီမနှစ်ယောက်စလုံးကလည်းကြီးလာခဲ့ကြပါပြီ။နှစ်ယောက်စလုံးကတပုံစံနဲ့ပါပဲ။နှစ်ယောက်စလုံးကတော်တော်လေးလှပကြပါတယ်။တီနာကတော်တော်လေးကိုလှပလုံးနဲ့အတွက်ကြောင့်မလို့ရွာမှာရှိတဲ့လူတွေအကုန်လုံးကြမှာသူမတော်တော်လေးကိုနာမည်ကြီးပါတယ်။ရွှေသာကဒီလောက်တောင်မှချုံမောလာပါတဲ့ကလေးကိုဘလို့ဖြစ်ပြီးတော့မွေးလိုက်ရတာလဲ။ ဟုတ်တယ်ကျမလည်းအဲ့ဒါကိုပဲစဉ်းစားနေတာကြည်လိုက်ရင်တော့သူ့သမီးလိုလုံးဝထိရစရာကိုမရှိဘူးအခုဆိုရင်တော့တီနာရဲ့အုံနောက်ထဲမှာလည်းမိကုံးမောင်းဆုံးရှိနေခဲ့ပါတယ်အမေသမီးတို့ကဘာဖြစ်လို့ဒီလောက်တောင်မှဆင်းရဲနေရတာလဲအမေရဲ့အော်သမီးလေးရဲ့အမေတို့ကပတ်စံအများကြီးပဲရှာနိုင်လို့ပေါ့အမေသမီးကိုနန်းတော့လေခေါ်သွားပါလားမွေးပြင်းကြီးနဲ့တွေ့ချင်လို့ပါ ဒီစကားကိုကြားခဲ့ရတဲ့အချိန်မှာရွှေသားနဲ့သူယောက်ျားနှစ်ယောက်စလုံးကတော်တော်လေးကိုလန့်ပြန်သွားခဲ့ကြပါတယ်။ခေါ်တော့မှာပေါ့တမီးလေးရဲ့ခေါ်တော့မယ်။တရက်မှာတော့ဒီနာကလည်းတအုပ်ထဲမှာထင်းသွားခောက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတပင်ကြီးတပင်ကသူ့မရဲ့ကိုဘောကိုကြားသွားခဲ့ပါတယ်။ရှုပ်တဲ့ရက်ပဲနန်းတော်ထဲမှာရှိနေတဲ့စုကန်နေရကလည်းပြုတ်ကျသွားခဲ့ပါတယ်။တစ်ဖက်မှာတီနာမိလဲသွားခဲ့ပြီးတော့စုကန်နေရလည်းမိလဲသွားခဲ့တာပေါ့။ တီနာကိုအိမ်ပြန်ခေါ်လာခဲ့ပေမဲ့သူမှပြန်ပြီးတော့သတိပြန်မလဲလာခဲ့ပါဘူး။မွေဘရင်ကြီးကတော့ဘာတကူးမှနားမလည်နိုင်မဖြစ်နေခဲ့ပါရဲ့။ဒီနောက်မှာဘရင်ကြီးကလည်းတိုင်းရင်းစေးစီယာကိုခေါ်လိုက်ပါရဲ့။ရွှေသားစီမားကတော့တိုင်းရင်းစေးစီယာကိုခေါ်ဖို့ပတ်စံမရှိပါဘူး။တဖက်မှာဘရင်ကြီးကညာဘက်တွေကိုအိတ်လိုမပြောတော့ပါဘူး။တညာမှာတော့သူ့မိန်းမကိုသူအိမ်မက်မက်ခဲ့ပါရဲ့။အိမ်မက်ထဲမှာတော့သူ့ရဲ့မိန်းမရောက်လာခဲ့ပါရဲ့။ ရှင်ကုဒီမှာဘာလို့စဉ်းစားနေရလဲစုကန်နေရစီမှာညီမတယောက်ရှိရဲ့သူ့ရဲ့ညီမကိုအမြန်ဆုံးရှာပြီးတော့နေကောင်းအောင်လုပ်ပေးလိုက်တော်တော်လေးဝေးတဲ့နေရာမှာသူရောက်နေရဲ့သူ့ကိုအမြန်ရှာပြီးနေကောင်းအောင်လုပ်ပေးမှစုကန်နေရလည်းပြန်ပြီးနေကောင်းနိုင်မယ်ဖယင်ကြီးကလည်းရုတ်တရက်လန်နိုးလာခဲ့ပါတယ်စုကန်နေရစီမှာညီမရှိရဲ့ဟုတ်လားဒါဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲဘယ်လိုမဆိုငါကတော့တိုင်းမီကနေထွက်ခွာသွားမှဖြစ်တော့မယ် နှစ်ရက်သုံးရက်ကြာသွားတဲ့အချိန်မှာဘယင်ကြီးကရွှေသားရဲ့ကြီးဝါကိုရောက်လာခဲ့ပါတယ်။တီနာနဲ့တူတဲ့နောက်ထပ်မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့ရတဲ့အချိန်မှာရွာသူရွာသားတွေလည်းလမ်းပြန်ကုန်ကြပါတယ်။ရွာသူရွာသားတွေကတယောက်နဲ့တယောက်စကားပြောဆိုနေကြတာကိုတွေ့တော့ဘယင်ကြီးကလည်းမေးလိုက်တာပေါ့။ဘာဖြစ်တာလဲ?မင်းတို့ချင်းချင်းဘာစကားတွေပြောနေကြတာလဲ။ဘယင်ကြီးရေဒီရွာမှာမင်းသမီးလေးနဲ့အရန်အတူတဲ့မိန်းကလေးတစ်ယောက်နေထိုင်နေဟုတ်လားဒါဆိုရင်တော့အဲ့ဒီအိမ်ကိုငါ့ကိုအမြန်ဆုံးခေါ်သွားပေးပ ဖယင်ကြီးကတော့ရွှေသားရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။အိမ်ထဲကနေရွှေသားထွက်လာတဲ့နောက်မှာတော့နှစ်ယောက်စလုံးကလည်းဖယင်ကြီးကိုတွေ့ပြီးတော့လမ်းပြန်ကုန်ကြတာပေါ့။ဖယင်ကြီးဒီကိုဘယ်လိုရောက်လာတာလဲ။မင်းဒါကမင်းရဲ့အိမ်လား။ရမ်မလာကတော့ငိုနေရင်းနဲ့ချက်ချင်းပဲတောင်းပန်ခဲ့ပါတယ်။ရွှေသားကလည်းငိုနေခဲ့ပါတယ်။ဖယင်ကြီးကတော့ပထမအုံဆုံးအကျဉ်းသူ့ရဲ့နောက်ထပ်သမီးလေးကိုတွေ့လိုက်ရတာပေါ့။ရွှေသားနဲ့ရမ်မလာကတော့သူတို့တည်တော့မယ်လို့ရှင်းနေခဲ့တာပါ။ ပြေလားရွှေသားရဲ့ငါပြောခဲ့တာပဲတရက်ကြရင်တော့အရာအားလုံးပေါ်လာပါလိမ့်မယ်ဆိုနေမှာရွှေသားမင်းဘာတွေဖြစ်ကြော်လာခဲ့ရလဲဆိုတာကိုငါနားလေပါတယ်ငါရဲ့သမီးလေးစီမှာအမေမရှိခဲ့တဲ့အတွက်သူကလည်းအရန်ကိုဝန်းနေနေခဲ့တာမင်းဖြစ်ကြော်ခံစားရရတဲ့အရာတွေကိုငါနားလေတယ်အခုတော့ငါရဲ့သမီးလေးကိုနန်းတော်ကိုပြန်ခေါ်သွားမယ်ဒါပေမဲ့မင်းနဲ့မင်းယောက်ျားနှစ်ယောက်စလုံးလဲငါနဲ့ပြူလိုက်လာခဲ့ရမယ်အဲဒီခါကျရင်တော့ငါရဲ့သမီးနှစ်ယောက်စလုံးကိုမိရင်လိုမျိုးချစ်ပေးပြီးတော့ရပြီပေါ့တဲ့ ရွှေသားကတော့တုံနာသူမယုံနိုင်အောင်ဖြစ်နေခဲ့ရတာပေါ့သူက ရမလာနဲ့တူတူနန်းတော်တွေကိုလိုက်သွားခဲ့ပါတယ်သူမှနေစရာအိမ်လည်းရောက်သွားခဲ့တယ်လို့မျိုးစားဖို့တောက်ဖို့ပတ်စံလည်းရှိသွားခဲ့ပါတယ်ညီမနဲ့ယောက်စလုံးကလည်းတယောက်ကိုတယောက်ဖတ်ထားခဲ့ပြီးတော့ချစ်ခင်နေခဲ့ကြပါတယ်ကလေးနဲ့ယောက်စလုံးကမိခင်တယောက်ရရှိသွားခဲ့တယ်လို့မျိုးရွှေသားကလည်းသမီးနဲ့ယောက်ရရှိသွားခဲ့တာပေါ့အားလုံးကလည်းပျော်ရွှင်သွားခဲ့ကြပြီးတော့ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားခဲ့ကြပါတော့တဲ့ကွယ် ုံမြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်။နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုစိတ်နှပြစမ်းမချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။